အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာလုံးဝမရှက်တဲ့အချိန်တွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာမရှက်တဲ့အချိန်တွေကိုသိရှိထားဖို့အရေးကြီးပါတယ်ရှက်တဲ့ချင်းဟာတခါတရံမှာကိုယ့်ရဲ့ဖွံ့ဖြိုးမှုကိုဟန်တားနိုင်တာကြောင့်အောက်ပါခြေနေပြီမှာလုံးဝမရှက်ပါနဲ့နံပါတ်၁အမှားလုံးမိတဲ့အချိန်အမားတိုင်းကတင်ယူဖို့အတွက်အကောင်းဆုံးသောအခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ကိုယ်အမားကိုကိုမားเจ้าဝန်ခံပြီးပြင်ဆင်ဖို့ကြိုးစားတဲ့အခါမရှိပါနဲ့။နံပါတ်2မေကုံမေးတဲ့အချိန် ဘဝမှာကိုမတိတာကိုမတိဘူးလို့ပြောတာကရှက်စရာမဟုတ်ပါဘူး။ကိုမတိပဲနဲ့တိဟန်ဆောင်ခြင်းကသာတကယ်ရှက်စရာပါ။ဒါကြောင့်ကိုမတိတဲ့အရာတွေဆိုရင်မေးဖို့မေးပါ။မေးဖို့မေးခြင်းဟာဘဟုတုတ္တရှာဖွေတဲ့လမ်းကြောင်းဖြစ်ပြီးရှက်စရာလည်းမလိုပါဘူး။နံပါတ်3ကိုရီကိုသွေးအားနည်းချက်ရှိတဲ့အချိန်ဘဝမှာကိုကစကားပြောမပြီးတာမျိုးကိုလေးချိန်များတာမျိုးအသားရည်ပြဿနာရှိတာမျိုးစတဲ့ကိုရဲ့အားနည်းချက်တွေကိုလက်ခံဖို့လိုအပ်ပါတဲ့ အဲ့ဓာတွေကရှက်စရာလည်းမဟုတ်တလို့တင့်ရဲ့တံမိုးကိုလည်းမလျှော့ကြစေပါဘူး။နံပါတ်၄ကိုယ့်ရဲ့ခံစားချက်ကိုဖော်ပြတဲ့အချိန်ဘဝမှာကိုယ့်ရဲ့ခံစားချက်ကိုအမှန်တိုင်းဖွင့်ပြဖို့ကိုလုံးဝမရှက်ပါနဲ့ခံစားချက်တွေဆိုတာကောင်းတဲ့အရာပဲဖြစ်ဖြစ်ဆိုးတဲ့အရာပဲဖြစ်ဖြစ်ဖွင့်ပြလိုက်ခြင်းကကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကိုများစွာလျှော့ကြစေပါလေ။ဥပမာ ကိုချစ်ရတဲ့သူကိုချစ်ရေးဆိုတာမျိုးကိုယ်အိမ်သာသွားခြင်းတဲ့အချိန်မှာတစုံတစ်ယောက်ကိုအိမ်သာပဲမှာလဲလို့မေးတာမျိုးစတဲ့အချိန်တွေကိုလုံးဝမရှက်ပါနဲ့ နံပါတ်5တင့်ရဲ့အတွေ့အကြုံတွေကိုမျှဝေတဲ့အချိန်ဘဝမှာကိုစင်းရခဲ့ဘူးတာကိုကြရှုံးခဲ့ဘူးတာကိုစိတ်တန်ရာရခဲ့ဘူးတာတွေကိုပြောပြရတာက ရှက်စရာမဟုတ်ပါဘူးဒါတွေကတင့်ကို ပိုပြီးတံမာစေတယ်လို့ပိုပြီးတော့လဲရင့်ကျက်စေပါတယ်ရှက်စိတ်ဟာတခါတရံတင့်ကိုအတားအဆီးဖြစ်စေနိုင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့အမားတွေအားနည်းချက်တွေဆန္ဒနဲ့ဖြစ်တည်မှုတွေကိုရဲရဲဝံ့ဝံ့လက်ခံဖို့လိုအပ်ပါတယ်ဒါတွေဟာလူသားတိုင်းရဲ့တဘာဝကပေးတဲ့အဖြစ်အနာစာတွေပဲဖြစ်ပါတယ် လောကမှာဘယ်သူမှပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူးတကယ်တော့ရှက်စရာဆိုတာကိုကိုကိုလညာချင်းတစ်မျိုးပဲဖြစ်ပါတယ်ကို့မှာမရှိတာကိုရှိဟန်ဆောင်တဲ့သူကိုမတက်တာကိုတက်ဟန်ဆောင်တဲ့သူစတဲ့သူတွေကသာတကယ်ရှက်စရာကောင်းပါတယ်အခုဆိုရင်ဘဝမှာမရှက်တဲ့အချိန်တွေကိုနားလေသဘောပေါက်ကြမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်